ဒါကြောင့်မို့လို့ကဆုံလားပြည့်ဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလားပြည့်နေပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ญาณไตรขันธ์ละกระสงลาภิเนาะพွားတော်မူတာလဲกระสงลาภิဘုရားဖြစ်သူရောက်တာလဲกระสงลาภิปรินิพพานสันนาလဲกระสงลาภิလို့ဒီกระสงลาภิဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူရာရဲ့ ဘုရားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဒါပြည့်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆိုတာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေအဲ့ဒီဗျာဒိခန္ဓာနဲ့ပွဲမှာ ဖရာကိုပူဇော်ရင် သူ့မိသားစုသိလေးကိုဖရာလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖရာကဖရာဖြစ်လိမ့်မယ်အနာဂတ်မှာဖရာဖြစ်လိမ့်မယ်တို့ဇာတိခေါ်တဲ့စကားဟာဘယ်တော့မှ မလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းကင်ကကျဲတွေဟာတောက်ပပြီးတော့နေကြတယ်။နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်။ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာ။အဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲ။ဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝိစာခါဝိစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခါဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခါပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခါ 2000ကြီးနှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တည်းဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမ